လူမှုရေးပြဿနာတွေကြောင့်အမျိုးပညာလောကထဲကနေပျောက်ကွယ်နေတဲ့အကြောင်းရင်းမှန်ကို ပြောပြလာတဲ့ Anonymous ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်တသင်းဆောင်ဆိုတော်တူဖြစ်တဲ့ Anonymous ကတော့လက်တလုံးမှာသချင်းအစ်တွေမလုံးဖြစ်ပေမယ့်အမျိုးပညာလောကထဲကနေအနားယူနေခဲ့တဲ့အကြောင်းရင်းတွေကိုပြောပြလာခဲ့တာပဲဖြစ်ပါတယ် Anonymous ကတော့အောင်တယ်တော်လာမင်းကြီးတချင်းနဲ့ပြည်သက်တည်ရဲ့အားပေးမှုကိုအပြည့်အဝလက်ခံရရှိခဲ့တဲ့သူပါ အနီနာမှာတော့နုပညာလှုပ်တွေကိုဇက်တိုက်ဆိုသလိုလှုပ်လာခဲ့ပြီးအောင်မြင်လာသလိုဝေဖန်မှုတွေလည်းခံခဲ့ရတာပဲဖြစ်ပါတယ်။ Anonymous ကိုသဘောကျအားပေးတဲ့သူတွေလည်းရှိသလိုဝေဖန်နေကြတဲ့သူတွေကလည်းတူးနေသေးပါ။အနုပညာရှင်ရဲ့လို့ဖြစ်လာရင်ဝေဖန်ခံရတာမဆန်းမိမဲ့ Anonymous ကတော့ခုလိုဝေဖန်မှုတွေကိုတီးမခံနိုင်ခဲ့ပဲဖြစ်ခင်ရတာပါ။ တချင်းတွေကိုဝါသနာပါလုံလို့သာလုံနေပေမဲ့အဖက်ဘက်ကနေတိုက်ခိုက်လာတဲ့ဓာတ်တွေကိုအချိန်ကြာကြီးခံလာရတာဖြစ်လို့စိန်ရောလူရောပင်မမ်းမီကျမ်းမာရေးအခြေအနေချို့တဲခဲ့ရတယ်လို့ထုတ်ပြောလာခဲ့တာပဲဖြစ်ပါတယ်။ Anonymous ကအောင်တယ်တော်လာမင်းကြီးနဲ့နာမည်ကြီးပြီးတဲ့နောက်မှာစာအုပ်လေးသုံးအုပ်ထားခဲ့လိုက်စာနဲ့တချင်းတွေကိုလည်းထွက်ရှိလာခဲ့တာပါနောက်ထပ်လည်းကိုပိုင်းတန်ဆင်တဲ့တချင်းတွေထုတ်ခဲ့ပြီးဂီတလောကမှာနေရာတစ်ခုထိရောက်အောင် စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ် Anonymous ကအောင်မြင်ကာဆချိန်မှာပဲသူ့ရဲ့ချစ်သူကောင်မလေးနဲ့လက်ထပ်ခဲ့ပြီးပရိသတ်တင်ရဲ့ချီကျူးရောင်ကိုခံလိုက်ရပါသေးတယ်။ဒါပေမဲ့လည်းချိန်ခဏအတွင်းမှာပဲသဘောထားချင်းမတိုက်ဆိုင်မှုတွေကြောင့်ကွာရှင်းပြက်စဲခဲ့ကြပြီးတယောက်တည်းရပ်တည်နေကြတာပဲဖြစ်ပါတယ်။ Anonymous အနေနဲ့ပြီးခဲ့တဲ့လပိုင်းတွင်က K-pop နာမည်ကြီးဆိုရော Rose ရဲ့ APT တခြင်းကိုလည်းကာဘာပြန်ဆိုခဲ့ပြီး share plan နဲ့ဝေဖန်တာခံခဲ့လိုက်ရပါသေးတယ်။ မြမြချာချာတချင်းစုံရတဲ့ဒီတချင်းကို Anonymous ကတော့သူ့ရဲ့ flow တိုင်းအဆွေး version နဲ့ဖြည်းဖြည်းအေးအေးလေး guitar တီးကဆိုပြလာခဲ့တာပါ Anonymous နဲ့ APD တချင်းဟာဘလို့မလိုက်ဖက်မှုမရှိသလုံးတချင်းစာသားတွေကလည်းမှားနေတာကြောင့်ပရိသတ်တွေအနေနဲ့ Anonymous ကိုဝေဖန်ထောက်ပြလာကြပြီးနောက်နောက် cover song တွေမဆိုဘဲကိုပိုင်တန်စင်တွေကိုသာဦးစားပေးတည်ဆို့ဖို့အကြံပြုပေးခဲ့ကြတာလည်းဖြစ်ပါတယ် Anonymous ကတော့ဂီတကိုဝါသနာပါသူဖြစ်တာကြောင့်တခြင်းမဆိုတဲ့နေ့ရလူမရှိခဲ့ပါဘူး။ဒါကြောင့်ပဲ Anonymous ရဲ့လေသာဟာစိုးရွားတဲ့အခြေအနေတစ်ခုနဲ့ရင်ဆိုင်ခင်ရပြန်ပါတယ်။အစိုးရရင်းနေနဲ့လေချောင်းကျမ်းမကြီးဟာဒီကကြပြီးအရေးကြီးပါတယ်။ဒါကြောင့်အစားတောက်ကစကျမ်းမကြီးအတွက်သတိထားဆင်ခြင်နေရတာပါ။ Anonymous ကတော့ပြည်သက်တီစီကနေဝေဖန်ခံရတဲ့အချိန်တိုင်းသတင်းတွေကိုနေမနာညမနာပို့ပြီးစူးစမ်းလေ့ကျင့်တာကြောင့်နောက်ဆုံးမှာလေကြောင်းအခြေအနေကတဖြည်းဖြည်းနဲ့ဆူရွာလာခဲ့ပြီးတနည်းလောက်အနားယူရမယ့်အခြေအနေထိရောက်ရှိသွားခဲ့တာလို့ပြောပြလာခဲ့တာဖြစ်ပါနေ Anonymous အနေနဲ့လေကြောင်းအခြေအနေမကောင်းလို့အနားယူနေစဉ်တွင်းမှာလည်းသတင်းသစ်တွေထက်လုတ်သွားမယ်လို့သိရပါတယ်။ သူရဲ့ဝေဖန်ခံရတဲ့လူမရေးပြဿနာတွေအပေါ်မှာမစင်မချင်းမိုက်မဲမှုတွေကြောင့်အခုလိုဒုက္ခရောက်ရတာလို့လည်းပြောလာခဲ့ပါတယ်။ဒါကြောင့်ရှေးဆက်ရမယ့်အမှုပညာခရင်လမ်းမှာသူ့ကိုထိခိုက်စေမဲ့ဝေဖန်မှုတွေဆိုရင်ဥပိ္ပခါပြုပြီးအားပေးတဲ့ပြစ်သက်တွေနဲ့အကောင်းဆုံးကြိုးစားသွားမယ်လို့ဖွင့်ဟလာခဲ့တာပါ။ Anonymous ကိုအားပေးတဲ့ပရိသတ်တွေကတော့အခုလိုတခြင်းမဆိုပဲအနားယူပြီးတော့အကောင်းဆုံးတွေနဲ့ပြန်လာပါစေလို့ဆုတောင်းနေကြသလိုတချို့ကတော့ Anonymous ရဲ့နှောင်နှာနာအတန်ကိုနားမထောင်ချင်တာကြောင့်အပြေးတိုင်းနားလိုက်ပါတော့ဆိုပြီးပြောလာကြတာပဲဖြစ်ပါတယ်။ကြည့်ရှုနေတဲ့ပရိသတ်တို့အနေနဲ့ရောအမှုပညာလောကတွေကနေအနားယူရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရတဲ့ Anonymous နဲ့ပတ်သက်ပြီးအမြင်လေးတွေကိုပြောပြပေးခဲ့ကြပါဦးနော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။